ရားနည်းပညာတွေကတိုးတက်လာတယ်။တိုးတက်လာတာကအပြစ်မဆိုအဲ့ဒီတက်ထားတဲ့ပညာတွေကနေရာမမှန်အသုံးမချတတ်လို့လောကကြီးကပြက်စီးနေတာလူမိုက်တွေရဲ့အတတ်ပညာဟာလောကကြီးကိုဖျက်ဆီးဖို့ဖြစ်လာတာပဲလောကကြီးကိုဖျက်ဆီးတော့သူလည်းပြက်စီးရတာပဲဒီဘဝမှာတင်ပြက်စီးချိန်မတန်လို့မပြက်စီးသေးဘူးဆိုရင်နောင်တန္တရာမှာပြက်စီးရမှာပဲအတတ်ပညာကိုအသုံးမချတတ်လို့အဝေးစိတ်ငြေရောက်သွားတဲ့ သူတယောက်အကြောင်းကိုပြောပြမယ်တခါတော့ငါဗာရဏသီပြီးမှကြောက်စလစ်ခံပြတဲ့အတက်အတက်ကိုတတ်ထားတဲ့ငဆွန်းဆိုတာမဆွန်းဆိုတဲ့သူတယောက်ရှိတယ်သူဟာတက်ပင်မှာရှိတဲ့တိရွက်လေးတွေကိုအဲ့ဒီကြောက်စလစ်ခဲနဲ့ပြစ်ပြစ်ပြီးတော့ရှင်ရုပ်ဆိုလဲရှင်ရုပ်မြင်းရုပ်ဆိုလဲမြင်းရုပ်အဲ့လိုမျိုးအပုပ်ဖော်တတ်တယ် တနေ့မှာအမတ်ကြီးတယောက်ကသူ့စီမှာအဲကြောက်စလစ်ခဲပြတဲ့အတက်ကိုသွားတင်တာပေါ့အာတင်ပြီးသွားတော့တက်တာပဲတက်ပြီးသွားတာပဲထားပါတော့အာအဲ့ဒီအမတ်ကြီးကသူသူ့ရဲ့အတက်ပညာကိုသူစမ်းတက်ချင်တယ်လက်တွေ့အဲ့တော့မြို့ပြင်သွားပြီးတော့သွားပြီးစမ်းတက်မှာပေါ့အဲ့ဒီမှာသူ့ရဲ့ဆရာပြတဲ့ငဆုံကမှားလိုက်တယ်ပန်းရှင်ရှိတဲ့နွားတွေကိုမတက်နဲ့ တက်လို့ဆိုရင်ဒံကြီး100ဆောင်ရမယ်။နောက်ပြီးမိသားစုအတိုင်းအဝိုင်းနဲ့နေတဲ့လူတွေကိုမတက်နဲ့တက်လို့ဆိုရင်ဒံကြီးဒံကြီး1000ဆောင်ရမယ်တဲ့အလိုမှားလိုက်တယ်။အဲ့တော့သူကအတက်ပညာကိုစမ်းတက်ဖို့အတွက်တွားပြီးတော့နွားတွေလူတွေကိုတွေ့တယ်။ဒါပေမဲ့ပန်းရှင်ရှိတဲ့အတွက်ကြောင့်သူအတက်ပညာကိုမစမ်းတက်ဘူး။နောက်တော့ပိဿကဗုဒ္ဓတပါး သူနေတာဆိုတဲ့ပစ္စကဗုဒ္ဓတပါဆွမ်းခံကြွားလာတော့သူတွေ့တယ်။တဲ့တော့ဒီပစ္စကဗုဒ္ဓဟာပိုင်းစင်လည်းမရှိဘူးဆွေမျိုးအတိုင်းဝိုင်းလည်းမရှိဘူးငါသူ့ကိုပြစ်လို့ကြောက်ဆဲလက်ခဲနဲ့ပြစ်လိုက်လို့ဒဏ်ကြီးပေးရမှာမဟုတ်ဘူးဆိုပြီးတော့သူစမ်းတက်တာကြောက်ဆဲလက်ခဲကိုပြစ်လိုက်တော့သူနေတာပစ္စကဗုဒ္ဓရဲ့ညာဘက်နာကနေပြီးတော့ဖောက်ထွက်သွားတယ် ဥကောင်းကိုကျုံပြီးတော့ဘဲဘက်နာအဖြစ်ဖောက်ထွက်သွားတယ်။အဲ့တူပြလာတဲ့ကြောက်စိတ်လေးခရရလေ။အဲ့တော့ပြစ်စကဘုရားရဲ့ဆုံးကမကြောက်နိုင်တော့ဘဲနဲ့ဝေဒနာအပြင်းထန်ခံစားရပြီးတော့သူ့ရဲ့တောချောင်းလေးသူ့ရဲ့မိုးချောင်းမှာတွားပြီးတော့ပြိနိဗ္ဗာန်ပြုသွားတယ်။အာလူတွေကဒီနေ့ဆုံးခံမကြွလာဘူးပေါ့နော်ပြစ်စကဘုရားကြီးကအဲ့ဒါဘာဖြစ်ဘာများဖြစ်တာလဲဆိုတော့အဲ့ကြောင်းဝင်လိုက်သွားတယ်တဲ့ ကျောင်းရောက်တော့ပိစကဗုဒ္ဓရပြိနိဗ္ဗာန်ပြုလာတာတွေ့တော့အကြီးကျယ်ငိုကြိုးနေကြတယ်ခုနကကျောင်းဆွရကပြစ်လိုက်တဲ့သူကလည်းအဒီလူတွေပါဖြစ်လေဆိုပြီးတော့တွားကြည့်တာအဲ့ဒီမှာပိစကဗုဒ္ဓကသူမှတ်မိသွားတယ်အဒါကကျောင်းဆွရကပြစ်လိုက်မယ်ပြစ်ဖို့အတတ်ပညာစွမ်းသပ်ဖို့အတွက်ပြစ်လိုက်တဲ့ပိစကဗုဒ္ဓကြီးပေါ့နော်အဲ့လိုသူပြောပြလိုက်တော့အလူတွေကသူ့ကိုထုနဲ့ရိုက်တက်လိုက်တာသူလည်းအဲ့ဒီမှာပဲပွေးချင်းပြီးတည်သွားတယ် သူတည်သွားတော့အဝိဇ္ဇငရဲကိုရောက်သွားတယ်အဝိဇ္ဇငရဲမှာဘလောက်ထိခံရလဲဆိုရင်ဖះတစ်ချုံနဲ့တစ်ချုံအကြာမဟာဗရုံမြေကြီးရာတယုဇနာတယုဇနာတိတိမြေကြီးပေါ့မြေအဒီအပေါ်တက်တဲ့အထိဖះတစ်ချုံနဲ့တစ်ချုံကြာမပွေးမီကာလအတွင်းမှာအဲ့ဒီကာလအတွင်းအထိသူခံရတာ ခံရလားဆိုပြီးသွားပြီလားဆိုမှပြီးသေးဘူးအဲ့ဒီကိုပိစိကဗုဒ္ဓကို ပြစ်လိုက်တဲ့တော့စလစ်ကပြစ်လိုက်တဲ့အချိုးအတွက်ကြောင့်အချိုးအကျွင်းကြံကြောင့်ခေစကုတ်တော်မှာသူကတထိကူတာဆိုပြီးတော့ပိတ်တာတက်ဖြစ်အဲ့ဒီတထိကူတာဆိုတဲ့60သောတန်တူဝိရိယသူ့ကောင်းကိုထုံနှံ့နေတာတဲ့အလိုလိုအဲ့ဒါပိစိကဗုဒ္ဓကိုပေါ့နော်ပြစ်မှားတဲ့အတွက်ကြောင့်အတတ်ပညာကို မတုံးတက်လို့နေရမှမှမတုံးတက်လို့အဲခံရခြင်းဖြစ်ပါတယ်။ဒါကိုကြည့်ရင်မပြစ်မာတင်တဲ့သူကိုပြစ်မာမိတဲ့အတွက်ကြောင့်အဝိဇ္ဇငရေသူရောက်ရပါတယ်။အခုဆိုလဲဗုဒ္ဓဘာသာမဟုတ်တဲ့တချို့တချို့တော့ဘာသာခြားတွေကဗုဒ္ဓပုံတော်ရုပ်ပါတော်တွေကိုမျိုးမျိုးဖန်ပြီးပြီးမတင်လျော်တာတွေပြုလုပ်နေကြတယ်။ဖះဇူရီဒီပေါ်ဖနှက်ကြီးစီးပြီးတက်တက်နေကြတာတွေတချို့ဆိုရင်ဗုဒ္ဓရုပ်ပါတော်ကိုခြေတော်ကြီးနဲ့ ဥကောင်းတော်ကိုတတ်နှင်းပြတာတွေကိုလုံနေကြတာကိုတွေ့ရတယ်။စက်တိထားစရာကောင်းလိုက်တာ။အဲ့လိုလူတွေဟာအဝေးစိတ်ငယ်မှာနေထိုင်ရဖို့အတွက်ကုံချမ်းစာနေတဲ့သူတွေနဲ့တူတယ်။ဒီလိုဘုရားကိုအမျိုးမျိုးစော်ကားနေတာဒီအဝေးစိတ်ငယ်မှာအိမ်ဆောက်ဖို့အိမ်ဆောက်ဖို့အတွက်ကုံချမ်းစာနေတာဖြစ်တယ်။ဘာသာခြားဖြစ်လို့ဘုရားကိုမကြည်ညိုမကြည်ညိုဘူးရတယ်။ မကြည်ညိုလို့လည်းသူစော်ကားရတာလေတို့တော့သူစော်ကားလိုက်တဲ့အရာဒီစစ်မှန်တဲ့ဖျားဖြစ်နေတယ်စစ်မှန်တဲ့ဖျားကိုစော်ကားတဲ့စော်ကားတော့ဘွေးကြီးငယ်မှာခံရတယ်ပြောမယ်ဆိုရင် ပြာဖုံးနေတဲ့မိကြီးခဲကိုတတ်နေလိုက်သလိုပဲမိကြီးခဲကိုမမြင်တော့ပြာပြာပဲဆိုပြီးတော့သူနင်းလိုက်တော့မိကြီးခဲမှန်းတိလိုက်ရတယ်အခုလည်းအဝေးကြီးငယ်ကိုမမြင်တော့ဖျားကိုစော်ကားရတာပေါ့ တချို့တော့ဘာသာခြားတွေကငရဲဆိုတာမမြင်ရတော့မရှိဘူးထင်နေတာလားတကယ်ဆိုရင်ရှင်းမှန်တဲ့ယတနာ၃ပါးကိုစော်ကားနေလို့အခုလိုဘေးအမျိုးမျိုးတွေအကြောင်းဖန်အကြောင်းဖန်လာနေတာဖြစ်တယ်ဘုရားဘာသာတွေအနေနဲ့ကြည့်ရင်တော့ဘာသာခြားကိုမယုံတော့တခြားဘာသာရဲ့ဖျားကိုစော်စော်ကားလို့ရေးတယ်တို့တော့သူတို့မှာ ငါတို့ကဗုဒ္ဓကိုကြည်ညိုသလိုသူတို့လည်းသူတို့ဖះကိုကြည်ညိုမှာပဲငါတို့ဆော့ခိုင်းသူတို့လည်းမခံမြန်းနိုင်ဖြစ်မယ်ဖြစ်မယ်ဆိုတဲ့အတိစိတ်နဲ့တခြားဘာသာတွေကဖះကိုမဆော့ကားဘူးအဲ့ဒါဗုဒ္ဓရဲ့အဆုံးအမမှု အောက်မှာနေနေရလို့ပဲဘာသာရဲ့အတိကရုံးနဲ့ဖြစ်အောင်အဲ့ဒီဘာသာခြားတွေကပဲဖန်နေကြတာဖန်ပြီးနေကြတာဘာသာခြားအားလုံးကိုမဆိုးလို့ပါဘူးဗုဒ္ဓဘာသာကိုဆော့ကားနေတဲ့သူတွေကိုပဲပြောတာ များသောအဖြစ်ဘုရားကိုစော်ကားနေတာနှစ်ဖက်လုံးမတွေးတက်တဲ့တစ်ဖက်ပိတ်ခရိယံတွေများတယ်ဘုရားတို့အနေနဲ့တာသနာရေးနဲ့ပတ်သက်ပြီးတော့အာနာပါဝါရှိတာမဟုတ်အခုလိုအတိပေးယုံပဲပြောပြနိုင်တယ်တာသနာရေးတောင်းဝင်ရှိသူတွေကပြက်ပြက်တတအရေးယူဖို့ဖန်းသိရင်ဖန်းဖို့အချုပ်တဲ့ထဲသိရင်ထဲဖို့ပြက်သားတဲ့အမိစာထုတ်သိရင်ထုတ်ဖို့အတွက် တောင်းဆိုပါတယ်လွတ်လပ်စွာကိုယ်ကိုယ်မူဆိုတာကိုယုံကြည်အားကိုကိုယ်ကိုယ်လို့ရတယ်ဒါပေမဲ့တခြားဘာသာကိုစော်ကားလို့မရအောင်စော်ကားလို့လည်းမရပါဘူးဘာသာဝင် အားလုံးဘယ်ဘာသာဖြစ်ဖြစ်ဘာသာရေးမစော်ကားကြပါနဲ့ထပ်ပြီးစော်ကားနေရင်ဘာသာရေးအဓိကရုံးတွေတောင်ဖြစ်လာနိုင်ပါတယ်ဗုဒ္ဓသာသနာမှာတစ္ဆာ၄ပါးအမှန်တရားမဂ်ခင်၈ပါးလမ်းစဉ် ဘုဒ္ဓဘာသာထမြောက်ရာနိဗ္ဗာန်အေးငြိမ်းရာနိဗ္ဗာန်ကိုဟောကြားခဲ့တဲ့ဥစဉ်တော်မြတ်စွာဘုရားသခင်ယေရှုရှင်ဗုဒ္ဓဘာသာဝင်တွေရဲ့ယေရှုတော်ရှင်ပြည်တော်မြတ်စွာဘုရားကိုဘယ်လိုယေရှုဆက်ရမှာလဲဘယ်လိုယေရှုဆက်ရမှာလဲဆိုလို့ရှိရင်မြတ်စွာဘုရားကမိခဲ့တာကာဏမာလာဒီဟိပူဇံကရွန်တော်ပိနေဝမံပူဇင်တိဓမ္မနုဓမ္မပဋိပိစမာနောယေဝမံပူဇင်တိ အဲ့တော့ပါဏန်းသာအစရှိသည့်ဖြစ်ပူဇော်မှုကိုပြုပါတော်လဲငါဖျားကိုပူဇော်ရမရောဘူးတဲ့တကယ်ပူဇော်ရအစ်စ်ကဓမ္မနုတ္တမလောကုတ္တရာရှစ်ပါအကျင့်တရားအအကျင့်တရားအားလျော်စွာကျင့်မယ်ဆိုရင်ငါဖျားကိုပူဇော်ရရောက်တယ်တဲ့ပြောချင်တာကမြတ်စွာဘုရားကိုကျေးဇူးဆက်ခြင်းရင် န်းနန်းသာအစားရှိသည့်ဖြစ်ကျေးဇူးမဆက်ပါနဲ့မြတ်စွာဘုရားဟောကြားဆုံးမခဲ့တဲ့အဆုံးအမတွေကိုလိုက်နာကျင့်သုံးခြင်းဖြင့်ဒါကျေးဇူးဆက်ရာအမှန်တကယ်ဖြစ်ပါတယ်လို့ပြောတာသာသနာမှာတချို့ယန်းတွေကတောက်တာစားတာဖဲရိုက်တာကခုံတာအဲ့လိုမျိုးဟာတွေကဒါမြတ်စွာဘုရားကိုကျေးဇူးကမ်းတယ်လို့ခေါ်တယ်ကျေးဇူးဆက်ရာမရဘူး လူတွေမှာလည်းတချို့အယူလဲအယူမာတွေဥပမာဆပင်ခင်းပြီးတော့ဘုန်းကြီးကိုကြွားခိုင်းတာတို့ဘုန်းကြီးတကြံရေလောင်းတာတို့ရဟန်းခံရှင်ပြုရင်နတ်ပြရတာတို့နောက်တစ်ခုကညာဘက်ပန်းအိုမလဲကောင်းတာတို့ဒီလိုမျိုးဟာတွေကတွင်ကျယ်လာတဲ့အခါဗုဒ္ဓသာသနာမိမ့်မိန်လာတယ်အဲ့လိုဗုဒ္ဓသာသနာကိုညှိုးနှမ်းစေတဲ့အတွက်ကြောင့် ကျေးဇူးဆက်ရမရောက်ပဲကျေးဇူးကံတဲ့သဘောတက်ရောက်နေတာပေါ့အဓိကကဖះဟောအဆုံးမမဟုတ်လို့ရှိရင်ဘယ်ဟာမှအရင်ကြီးမယုံနဲ့မြတ်စွာဘုရားကိုတကယ်ပူဇော်ခြင်းနဲ့ကျေးဇူးဆက်ခြင်းနဲ့ဆိုရင်ယဟန်ရှင်လူပဲရှင်ယဟန်ပဲဖြစ်ဖြစ်လူပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်မြတ်စွာဘုရားဟောကြားခဲ့တဲ့အဆုံးအမကိုတတိမတိန်လိုက်နာခြင်းဖြစ်မြတ်စွာဘုရားကိုဒါကျေးဇူးဆက်တယ်လို့ခေါ်တယ် အဲ့ဒါလိုကျေးဇူးဆက်ခြင်းဖြင့်ဘုရားတာသနာရောင်ဝါနေတို့နင်းပါစေလို့နော်